ုံးသူကတည်းကပါကျွန်တော်ရဲ့ APA Arkham မြန်မာ YouTube Channel လေးကနေ Netflix စာပြန်လေးကြိုဆိုလိုက်ပါတယ်။ Photoshop ထွက်မြင့်နဲ့ဥဆောင်မှုနဲ့တဖြည်းဖြည်းရုံလုံးပေါ်လာနေတဲ့ Arkham Image ဆိုတဲ့ဆီယမ်မဲတို့ရဲ့ဆောင်းပါးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တထည်မှာ Rockhain ဆိုရင်အတူမှမတော့ချင်ကြဘူး။ဘာလို့ဆို Rockhain စစ်စင်ကြီးပါပြီးဆိုကြက်မလောင်နေဘက်ကရာခိုင်နှုန်းပုံများတယ်။ ဒီစကားဟာ2020ခုနှစ်အစောပိုင်းကာလကလေးကမြန်မာစစ်တပ်တွေကနေပြည်သူပဲရက်တွေလာခဲ့သူဝိုင်းရင်တကြကြည်သူပြောခဲ့မှုတဲ့စကားပါဒီလိုစကားမျိုးကိုအစောပါတကြကြည်ထံမှသာမဟုတ်ပဲတခြားသောဗေပြောင်းခလုံလာသူအလင်းဝင်လာသူတွေနဲ့တုံပန်းတွေစီကပါမကြကနာကြားခဲ့ဖူးပါတယ်စစ်ကောင်စီတပ်သားတွေစီကနေအရက်ခတ်တော်နဲ့ပတ်သက်ပြီးကြာရွံ့တုံ့လောက်စာပြုဆုံမှုတွေကိုကြားခဲ့ရတယ်လို့ပဲတော်လိုင်းအင်အားစုတွေဘက်ကလည်းအရက်ခတ်တပ်တွေစစ်တီတွေဟာဘလော့အမိန်နာခံမှုအားကောင်းပြီး စစ်သားပိသားတွေဆိုတော့ချီကျူပြုဆောင်မှုအကြောင်းတွေပေါ့ထက်ခါထက်ခါကြာခဲ့ဖူးပါလေမြန်မာနိုင်ငံရဲ့တင်းရင်သားဒေါ်လာရေးတပ်ဖွဲ့တွေထင်ပါမှာဒီနှစ်ပိုင်းဒီနှစ်ပိုင်းအတွက်မှာစစ်ကောင်စီကိုကောင်းကောင်းချင်းချောက်ထားနိုင်ပြီးအပြုတ်နဲ့အလုံးညီအောင်ဖြစ်ဖြစ်မှန်မှန်တက်တည်ပြနိုင်တဲ့အဖွဲ့ကိုပြပါဆိုရင်ဥစွာ Rocking Dot AA ကိုကြမှာပဲဖြစ်ပါလေ။ဘာကြောင့်လဲဆိုတော့ Arakha Dot AA ကို2009ခုနှစ် April 10ရက်နေ့ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး တက်တော်စတင်တည်ထောင်စဉ်ကလေးကအာနာရှင်လက်အောက်မှရခိုင်ပြည်လွတ်မြောက်ရေးနဲ့အခိုင်အချုပ်ချာအာနာကိုရခိုင်တွေပြန်လေရရှိရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။အဆိုပါအရခတက်တော်တည်ထောင်ပြီးစစ်ကြောင်းနဲ့အကြာယနေ့အချိန်မှာတော့အရခတက်တော်ရဲ့ ညှုံမှန်းချက်ဖြစ်တဲ့ရခိုင် အချုပ်ချာအနာကိုရခိုင်တွေပြန်လည်ရရှိရန်ဆိုတဲ့ရင်းမှန်းချက်အလုံးစုံကြီးမပြတ်ဝသေးဘူးဆိုရင်တော့ချစ်စရာခိုင်နှုန်းကျော်လာအထိပြင်းပြနေပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါကြောင့်လေဆိုတော့ရခိုင်ပြည်အတွင်းမြို့နယ်16မြို့နယ်ရှိတဲ့အနေ15မြို့နယ်ကိုအေးအနေနဲ့ပြေဝတိမ့်ပိတ်ထိန်ချုပ်ထားနေကြတာကြောင့်ပဲဖြစ်ပါတယ်။ဒီနေရာမှာအရခတ်တွေရဲ့ရခိုင်ပြည်နယ်အတွင်းကစစ်စင်ရင်းနဲ့ပတ်သက်ပြီးအချင်းချုပ်ပြောပြောလိုပါတယ်အရခတ်တတော်ဟာမြောက်ပိုင်းမဟာမိတ်ညီတော်၃ခုနဲ့ ပါပြီးချမ်းမြောက်မှာ2023ခုနှစ်အော်တိုဘာလ28နေ့ကတစ်တုံညနှစ်ခွင်အမိရအမိရတဲ့စစ်စင်ရေးကိုဖို့ဆောင်ကချမ်းမြောက်တကြောမြို့တွေစခန်းတွေတစ်ခုပြီးတစ်ခုသိမ်းယူခဲ့တယ်လို့ရခိုင်ပြည်နယ်မှာတော့ပုံနာကျွမ်းအမ်းမြောက်ဦးနဲ့ရှင်းနေဆက်ဘလဝါတို့ကိုပြန်မာလေတပြေးတပြိန်လေးဆိုတလိုပင်တစ်ပွေးတွေဖို့ဆောင်ပြီးအရေးကြီးစစ်တပ်စခန်းတွေပြူဟာစခန်းတွေတစ်ခုပြီးတစ်ခုသိမ်းပိုက်နှင်ခဲ့ပါရဲ့စစ်မျက်နှာ နှစ်ခုမှာတပင်တဲ့ပုံစံတက်ခစ်ခဲ့တဲ့အာရခတတွေရဲ့အဆိုပါလောက်ရက်ကိုတော်လိုင်းကြီးတက်ဖွဲ့တွေကိုတိုင်ချီချူပြုတ်ဆုပ်ခဲ့ကြတယ်လို့ဒီလောက်အချိန်တော်အတွင်းမှာအေးအေးနေနေတက်အင်အားကိုဘလို့အွေ့ချွေအပြောင်းလုပ်ခဲ့ကြတယ်ဘလို့စစ်မြင့်တာအခြေဖွင့်ပြီးတက်ခစ်တာဟာ ရေရှည်မှာအေတက်ဖွဲ့တွေအောင်မြင်နိုင်ပါမလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအရခတ်တော်အနေနဲ့အဆိုပါတန်တရားတွေကိုဖြစ်ဖြစ်မှန်မှန်ပဲ၎င်းတို့တိမ့်စရာရှိတဲ့မြို့တွေကိုတစ်ခုပြီးတစ်ခုတိမ့်ပကရှေ့ဖြစ်ခဲ့တာကြောင့်ယခုဆိုရင်ရခိုင်ပြည်နယ်မှာကြောက်ဖြူမန်အောင်နဲ့စစ်တေမြို့တို့လာတာအေတိမ့်ပဖို့ကြံမာတော့တယ်။ရခိုင်ပြည်နယ်ကိုစစ်ရေးအရအထက်ကောက်ကိဆောင်ချတဲ့ command center လို့တက်မှတ်လို့ရှာတဲ့ကြားတဲ့တိမ့်စစ်ဌာနချုပ်အခြေဆက်ရအမ်းမြို့ကိုတော့ သိမ့်ပိတ်ထားနေတဲ့အာရခတတော်အနေနဲ့၎င်းတို့အလိုရှိပါကရခိုင်ပြည်နယ်ထက်ကကြံရှိတဲ့နေရာတွေကိုအချိန်မရွေးထားသိမ့်လို့ရတယ်ဆိုတာထင်ရှားနေပြီပဲဖြစ်ပါတယ်။ဒါကိုတောင်ကောင်းကောင်းကြီးသဘောပေါက်ထားတဲ့မင်းအွန်လိုင်းတို့အနေနဲ့ကလည်းတင်တဲ့ကိုတင်တဲ့ချင်းစစ်ကိုစစ်ချင်းမရှိနေတဲ့အခါအနည်းချက်တရုတ်နိုင်ငံရဲ့အကူအညီကိုတေဝိတ်တို့နေနဲ့ရယူဖို့အတွက်တရုတ်စီမံခန့်တွေရှိရာချောက်ဖြူကိုလုံခြုံရေးအမိခံတရုတ်ကြီးစားတပ်တွေခိုးသွင်းပြီး ဆင်းမြောက်ဒေါ်လာရေးတပ်ဖွဲ့တွေကို တရုတ်ကမလွန်ဆန်နိုင်တဲ့အကွက်မျိုးရခိုင်ပြည်နယ်မှာလှုပ်လာခြင်းတွေဖြစ်ပါတယ်ဒီနေရာမှာရခိုင်ပြည်နယ်နဲ့တရုတ်ဟာဒီနမိတ်ချင်းထိဆက်မှုမရှိသလိုကြီးစုခံကြီးစုစားလေးများများသာသာမရှိတာကြောင့်မြောက်ပိုင်းကအဖွဲ့တွေလိုတရုတ်ကရက်ဆိုရမယ့်အခြေအနေမျိုးအေတပ်ဖွဲ့မှာမရှိဘူးဟုဆိုလင်းကစားပဲ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းကျင်းတိုင်းမှာတရုတ်ရဲ့အရှိပါမို့ရခိုင်ပြည်နယ်အတွင်းရှိတရုတ်ရဲ့ဂျင်းနီမြုံနယ်မှုတွေကိုတော့ထစ်တွေ့စဉ်းစားဖို့လိုအပ်နေပါတယ်။ဒါပေမဲ့လည်းရခိုင်တပြည်လုံးအာနာရှင်လက်အောက်မှာလွန်မြောက်ပြီးရခိုင်အချုပ်ချာအာနာရခိုင်တွေပြန်ရရေးဆိုတဲ့အာရခတပ်တွေရဲ့အချုပ်အတိတ်ကရင်မှန်းချက်ပြန်လာရေးအတွက်တော့ဘူချုပ်ထက်မဲ့နေဦးဆောင်တဲ့အာရခတပ်သားတွေဟာအလိုအချင်အမျိုးနဲ့ဂျုံဂျုံသေချာပေါက်ကြိုဖျက်ပြီးလုံစရာရှိတာကိုဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာကတော့အသေးစား ရေရလာတာမို့မကြတော့ပဲရက်တွေအတွင်းမှာကြံနေတဲ့ကြော်ဖြူမန်အောင်တဲ့စစ်တွေမျိုးတွေကိုအရကတတော်နေနဲ့ဘလို့ဖြူဟာတွေတုံးပြီးတက်ခိတ်သိမ့်ပိတ်သွားမလဲဆိုတာဆက်လက်စောင့်ကြည့်ဖို့ပဲရှိနေပါလိမ့်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအရကတတော်ရဲ့စည်ရင်နိုင်ငံရေးဆောင်ရွက်မှုတွေကျိုးပန်းမှုတွေဟာအမတန်မှအာရဝမ်းသာစရာကောင်းပါလေမြန်မာပြည်သူတွေအနေနဲ့လည်းအများကြီးဝမ်းရံနေကြတဲ့အတွက်လည်းကျွန်တော်တို့အခိုင်အမာ တယောက်အနေနဲ့အမတန်မှဝမ်းမြောက်ဖြစ်ပါတယ်ဂုဏ်လေးဂုဏ်ယူမိပါတယ်ဆက်လက်ပြီးတော့တရုတ်ရဲ့ဖိအားကိုကျွလွန်ကြဖို့ဆိုလို့ချင်းကျွဖြတ်ကြဖို့ဆိုလို့ချင်းကျွန်တော်တို့ရဲ့ပြည်တွင်းမှာတော်လိုင်းရေးအင်အားစုတွေအချင်းချင်းစီလုံးညီညွတ်မှုတွေဒီထက်မကဖော်ဆောင်ပြီးတော့ဒီထက်မကစီလုံးညီညွတ်ရေးတွေနဲ့ပြပဖိအားတွေကိုကျွဖြတ်ပြီးတော့စစ်အာဏာရှင် စနစ်ကြဆုံးရေးအပြစ်တိုင်အဆုံးသက်ရေးကိုကျွန်တော်တို့ဆက်လက်ရှိတဲ့သွားကြမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့မိဘပြည်သူညီကောင်မတော်များအားလုံးဘေးအန္တရာယ်ပေါင်းကနေကင်ဝေးကြပါစေခင်ဗျာ